ိုရင်ကမတန်ဆွမ်းဖြစ်ပေမယ့်မိခင်အိုကြီးကိုပလုံကောက်ခါလှုပ်ကျွေးနေတဲ့တားလေးကိုအခုလိုချင်းမြင်ခဲ့တဲ့ဆွေထက်ရွှေဆိုင်ကိုရင်ကလမ်းမလျှောက်နိုင်တဲ့မတန်ဆွမ်းဒုက္ခိတဖြစ်ပေမယ့်မိခင်အိုကြီးကိုပလုံကောက်ခါလှုပ်ကျွေးနေရကမန်းလေးမြို့မှာနေထိုင်တဲ့အခုမြင်နေရတဲ့သူပဲဖြစ်ပါရင်လောကကြီးမှာစုံရင်သာရှိပြီးတော့ဆိုင်ရင်မရှိဘူးဆိုရင်ဆိုရိုးစကားရှိပါရင်ထို့ပြင်တော့မိမတွေဟာကိုရင်ကအစင်းရင်နာမှာသားသမီးတွေကိုအငတ်ခံကောင်းကျွေးဝေးပြုစုကြပါရင် ဒါပြင်အတိတ်ဘဝကကုသကံနေကြောင်းလဲမတန်ဆွမ်းတဲ့သားသမီးတွေအပေါ်မှာတော့မြေတားမပြတ်ပဲနဲ့ကျင်နာပေါ်ကလှုပ်ကျွေးဖြူစုနေရပါဒါပေမဲ့မိဘတွေကအုံမဲမဆွမ်းလို့သာသားသမီးတွေကြီးပြင်းလာချိန်မှာတော့သားသမီးတွေဟာမိဘရင်းကုန်တော့ဘိုးဘွားရဲ့သားဆွန့်ပြေးကြလာတယ်ရှိပါတယ်။ဒါကြောင့်လဲရေဆိုတာဆုံယုံရှိပြီးတော့ဆန်ယုံမရှိဘူးလို့ဆိုကြပါတယ်။ဒါပေမဲ့မိဘကိုလှုပ်ကျွေးနေတဲ့သားသမီးတွေကလည်းအများကြီးပါအခုမြင်နေရတဲ့မန်လေးကသူဆိုရင်ကိုရင်ကမွေရပါမတန်ဆွမ်းဒုက္ခိတာဖြစ်နေချာဖြစ်ပါတယ်။ ူဟာလမ်းမလျှောက်နိုင်လို့ထိုင်ပြီးသွားနေရတာပါအပြင်နေပါရင်သွားမယ်ဆိုရင်တော့လက်တွန်းလေးလေးနဲ့သွားလာရတာဖြစ်ပါရင်ဒါပေမဲ့အခုမြင်နေရတဲ့အကိုကြီးဟာမတန်ဆန်းဒုက္ခိတဖြစ်နေပေမဲ့လည်းမိခင်အိုကြီးကိုလှုပ်ကျွေးနေရတာပါမတန်ဆန်းတရားမလို့သူများရဲ့လိုမျိုးငွေတွေအများကြီးမရှာနိုင်ချပါဘူးဒါပေမဲ့လည်းမတန်ဆန်းတဲ့အကိုကြီးဟာတွန်းလေးလေးနဲ့ပလုံးနဲ့ရေတံဖို့ခွန်လေးကောင်းရင်ရသည်မပတ်စံလေးတွေနဲ့မိခင်အိုကြီးကိုလှုပ်ကျွေးနေတာဖြစ်ပါရင်ဒါပေမဲ့လည်းမတန်ဆွမ်းတယောက်ရှာဖွေတဲ့ငွေဟာအခုလိုကုန်စင်းလုံးတွေတက်ခါဆက်ဆိုင်ရာဈေးကြီးနေတဲ့ခေတ်မှာတော့ တာမင်းမြောင်ရက်တီပေါ်မလဲကိုလှပါဘူးဒါပေမဲ့လည်းမတန်ဆွမ်းအကိုကြီးဟာရသမျှအားလင်းနဲ့မိခင်ကြီးကိုလှော်လေသေးမရှိအောင်ပြည့်စုံနေရှာတာပါဒီဗီဒီယိုအစမှာပြောခဲ့သလိုပါပဲလောကကြီးမှာခြေကောင်းလက်ကောင်းတဲ့တာသမီတောင်မိခင်ဖခင်တွေကိုလှုပ်ခြင်းမပြုစုခြင်းကြပါဘူးဒါကြောင့်လည်းဆုံးပြမှုတွေရှိနေတာပါဒါပေမဲ့ဒီကိုကြီးကတော့မတန်ဆွမ်းတရားဖြစ်နေသည့်အတိုင်းအောင်မိခင်ကြီးကိုတူတက်နိုင်တဲ့အားလင်းနဲ့လှုပ်ခြင်းနေရဖြစ်ပါတယ်မတန်ဆွမ်းတာဖြစ်သူက လောကမှာမိဘကျေးဇူးဆိုတာခိုင်နှင်းဝင်လို့မရရအောင်ကြီးမားကပြန်ဆက်လို့လည်းမကုန်နိုင်ဘူးလို့ဆိုပါတယ်။ထို့သဖြင့်တော့မိခင်ကြီးဟာမတန်ဆွမ်းတဲ့တောင်းငယ်လေးကိုငွေရင်းစင်ခံရုံးကလှုပ်ကြီးပြုစုပေးခဲ့တယ်လို့သူကိုယ်တိုင်ကလည်းမိခင်ကြီးကိုအုံမင်းမဆွမ်းတဲ့အချိန်မှာမတန်ဆွမ်းဒုက္ခိတတယောက်ဖြစ်နေပေမဲ့လည်းကျေးဇူးဆက်တာပါလို့ဆိုပါတယ်။အစမမတန်ဆွမ်းတဲ့တောင်းလေးဟာမိခင်ကြီးကိုတတ်နိုင်အိမ်ကောင်းရာကောင်းလေးမှာအစားတောက်အေးအေးဆေးဆေးလေးနဲ့ပြေဆုံးစွာထားချင်တယ်လို့ဆိုရင်ဒါပေမဲ့မတန်ဆွမ်းဒုက္ခိတတယောက်မလို့လွယ်ကူမနေပါဘူး။ ခုခါမှာတော့မြန်မာတိုင်းနိုင်ငံလုံးမှာနာမည်ကောင်းရနေတဲ့နိုင်ငံကျော်ဇွဲထက်ရွှေဆိုင်ကမိခင်ကိုပလုံကောက်ပြီးတော့ရှာကျင်းနေတဲ့မတန်ဆန်းဒုက္ခိတတားလိမ်မာလီရဲ့မိခင်အိုကြီးကိုဝင်ငါးသိန်းနဲ့သူစံစီစားအဟာရမဟုတ်တဲ့နဲ့စားတောက်ဖွင့်ရတွေကိုလှူဒန်းခဲ့ပါတယ်။ဒါပြင်မန်လေးမြို့က Pride အသင်းဖွဲ့တစ်ခုကလည်းမိခင်ကိုလှုပ်ကျင်းနေတဲ့မတန်ဆန်းဒုက္ခိတတားလိမ်မာလီအတွက်ဘက်ထရီဆိုင်ကလေးတစ်စီးလှူဒန်းပေးခဲ့ပါတယ်။ခုဆိုရင်တော့ကိုရင်ကမတန်ဆန်းဒုက္ခိတဖြစ်ပေမဲ့လည်းမိခင်ကိုတိတက်လွန်တဲ့တားလိမ်မာအကိုရဲ့အကြောင်းကား အင်တာနက်ပေါ်မှာပြန့်နေနေပါပြီ။ဒါနဲ့လည်းနောက်ထပ်စေတနာရှင်လူရှင်တွေကသူတို့သားမင်းမြောက်ကိုအိမ်လှူဒန်းရှင်တွေဘဝလှအောင်ကူညီပေးခြင်းတွေတွင်အများကြီးကိုရှိနေတာပါ။ဒီလိုအခြေအနေနဲ့ဒီလိုကူညီခြင်းတာဟာသူကိုယ်တိုင်ကမိခင်ကြီးကိုကျေးဇူးဆက်နေရကြောင်းမတန်ဆွမ်းတဲ့တားလိမ်မာလေးကယုံကြည်ကောင်းသားတို့ချင်းချင်းခေါ်နေတာပါ။ယခုရှိနေကြတဲ့ပရိသတ်တွေကရောမိခင်ကိုပလုံကောက်ပြီးတော့ရှာကျွေးနေတဲ့တားလိမ်မာလေးကိုဘလို့မြင်ကြလဲဆိုတာပြောသွားကြပါအောင်ရှင်။